သတင်းပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့သတင်းချန်နယ်မှာဒီကနေ့ဧပြီလ26ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သတင်းတင်ဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြတ်တာရက်ခံအပ်ပါတယ်ခင်ဗျာပထမဦးဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဗမော်မျိုးသိန်းတိုက်ပွဲတကြောပြန်ပြင်းထန်စစ်ကောင်စီတက်အကြိမ်များစွာလေကြောင်းတိုက်ခိုက်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ကချင်ပြည်နယ်ဗမော်မြို့မှာယမန်နေ့ဧပြီလ25ရက်နေ့နံနက်ပိုင်းမှာတိုက်ပွဲများတကြောပြန်ပြန်လည်ပြင်းထန်နေကြောင်းနဲ့စစ်ကောင်စီတပ်ကလေကြောင်းအုံပြုတိုက်ခိုက်မှုပြုလုပ်ကာခုခံနေကြောင်း KIA ပြန်ကြားရေးတာဝန်ရှိသူဗိုလ်မှူးကြီးနော်ဘူးရဲ့ပြောဆိုချက်နဲ့အတူဗမော်ဒေသခံများထံမှသိရှိရပါတယ်။ဗမော်မြို့မှာကြန့်ရှိနေတဲ့စစ်ကောင်စီရဲ့စီရေးကုတ်ကဲမှုဌာနချုပ်စက္ကခ21အနီးမှာတိုက်ပွဲများပြင်းထန်နေခြင်းဖြစ်ကယမန်နေ့ဧပြီလ25ရက်နေ့နံနက်ပိုင်းမှာပင်စစ်ကောင်စီတပ်ဘက်မှလေကြောင်းတိုက်ခိုက်မှုအကြိမ်ကြီး73ကြိမ်ထက်မနည်းပြုလုပ်ထားကြောင်းဗိုလ်မှူးကြီးနော်ဘူးကပြောပါတယ်။ မမော်ဘက်မှာလည်းတိုက်ပွဲနည်းနည်းပြန်ပြီးတော့မှပြင်းထန်တဲ့ပုံစံမျိုးဖြစ်နေတာသူတို့ဘက်ကနေအရင်စပြီးမှကျွန်တော်တို့ဘက်ကိုထိုးစစ်ဆင်းနေတာဖြစ်ပါတယ်ခုခေတ်တိုက်ပွဲတွေဖြစ်ပါတယ်ဒီကနေ့မှာတော့73ကြိမ်လောက်တော့လာထားတယ်လို့ပြောတယ်လေချောင်းပေါ်လို့ဘူမူကြီးနော်ဘူကယနေ့နဲ့17နှစ်အချိန်ခန့်မှာပြောဆိုပါတယ် တိုက်ပွဲဟာယမန်နေ့နက်နက်၄နာရီချိန်ခန့်မှာစတင်ဖြစ်ပွားနေပြီးမြို့မှာရှိတဲ့စက်ကခ21နဲ့တူခလာရ59တပ်ရင်းများကိုလည်းတော်လိုင်းရင်တများကထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်တယ်လို့ဗမော်ဒေတာရင်းသတင်းများကိုထောက်လန့်ဖော်ပြလျက်ရှိတဲ့ဗမော်စကောက်တင်းစာမျက်နှာကဖော်ပြထားပါတယ်တို့တူအဆိုပါတက်နှစ်ခုဝင်းကျင်အနီးကိုစစ်ကောင်စီတက်ကလေချောင်းအုံပြတိုက်ခိုက်လျက်ရှိကကိုကိုတော်ရက်ကွက်မှာလဲလေချောင်းတိုက်ခိုက်မှုပြုလို့တွားကြောင်းနဲ့လက်နက်ကြီးများပစ်ခတ်မှုလည်းရှိနေကြောင်းဗမော်စကောက်တင်းစာမျက်နှာကဖော်ပြထားပါတယ် ကချင်လွတ်လပ်ရေးတပ် KNA ဦးဆောင်တဲ့တော်လှန်ရေးတပ်ဖွဲ့ဝင်များဘမော်မျိုးသိန်းတိုက်ပွဲကိုပြီးခဲ့တဲ့2024ခုနှစ်ဒီဇင်ဘာလ4ရက်နေ့နံနက်ပိုင်းမှာစတင်ဖော်ဆောင်ခဲ့ခြင်းဖြစ်ပြီးလက်ရှိမှာတိုက်ပွဲကာလ၄လကျော်ကြာမြင့်လာပြီဖြစ်ပါတယ်။ပြီးခဲ့တဲ့ဇန်နဝါရီလနဲ့ဖေဖော်ဝါရီလအတွင်းမှာဘမော်မျိုးမှာရှိတဲ့စစ်ကောင်စီတက်စကန်များဖြစ်တဲ့အမှတ်936တန်ချက်ကတက်ရင်တင်ကားတက်ရင်အမြောက်တက်366နဲ့ဗမော်လေစိတ်တို့ကို KNA ပူးပေါင်းတပ်ဖွဲ့များဘက်မှသိမ်းပိုက်နိုင်ခဲ့ပါတယ်။ထို့အတူတန်ချက်ကရင်ခုနှစ်စီးကိုလည်း KNA ကသိမ်းပိုက်ရရှိခဲ့ပါတယ်။ မမော်မျိုးရင်စက္ကခ27မှာစစ်ကောင်စီတပ်အင်အားအများဆုံးပူပေါင်းကြံရှိနေတဲ့အတွက်စက္ကခ27ကို KIA ကထိုးစစ်ဆင်နေခြင်းဖြစ်ပါတယ်။မက်ရှလာတတရပတ်အထိမမော်မှာနှစ်ဖက်ရင်ဆိုင်တိုက်ပွဲများပြင်းထန်ခဲ့ပြီးနောက်မက်ရှလာ28ရက်နေ့မှာစကိုင်းမျိုးကိုဥတီလုတ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်ကြုံတွေ့ခဲ့ရတဲ့အတွက်ဧပြီလ2ရက်နေ့မှာ22ရက်နေ့အထိရပ်ပေါင်း20ကြာအပြည့်ရက်မယ်လို့စစ်ကောင်စီကကြေညာခဲ့ပါတယ်။တို့နော် KIA ဘက်ကလည်းငလင်ကေစေရေးအတွက်စစ်ကောင်စီတက်နီးသူဧပြီလ2ရက်နေ့မှာ22ရက်နေ့အထိအပြည့်ရက်မယ်လို့ကြေညာခဲ့ပါတယ်။ တို့တော့အပြစ်ရဲ့ကြေညာပြီး24နာရီမပြည့်မီမှာပဲစစ်ကောင်စီတပ်ဘက်ကကချင်ဒေတာတွင်းမှာရှိတဲ့ဗမော်နဲ့အင်းတော်ကြီးကိုလေကြောင်းမှပုံချဲ၍ဝိုင်းမော်မြို့ကိုစစ်ကြောင်းထိုးတဲ့အတွက်ဝိုင်းမော်မှာ KIA နဲ့စစ်ကောင်စီတပ်ဧပြီလပထမပတ်အတွင်းတိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ပါတယ်စစ်ကောင်စီတပ်ဟာအပြစ်ရဲ့ကာလကိုဧပြီလ23ရက်နေ့မှ30ရက်နေ့အထိထပ်တိုးတက်မှတ်လိုက်ကြောင်းဧပြီလ22ရက်နေ့မှထပ်မံထုတ်ပြန်ခဲ့ပေမဲ့လည်းဖားကန့်မျိုးဘက်ကကာမိုင်းနဲ့အင်ဒိုဂျီဘက်မှစစ်ကြောင်းထိုးနေတဲ့အတွက်ဖားကန့်မှာ KIA နဲ့စစ်ကောင်စီတပ်များယနေ့နေ့အထိတိုက်ပွဲများဖြစ်ပွားနေပါတယ်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ကျိုပင်ကောက်အလေကုန်းတိုက်နယ်ရဲစခန်းမှထွက်လာတဲ့စစ်ကောင်စီတပ်သားများကိုတိုက်ခိုက်မှုနေရင်းကောင်းဆောင်ငွေစုအပါအဝင်စစ်ကောင်စီတပ်သား10ဦးထပ်မံနဲ့တေဆုံဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ပဲခူးတိုင်းကျုပ်ပင်ကောက်မြို့နယ်အလေကုန်းတိုက်နယ်ရဲစခန်းမှာထွက်လာတဲ့စစ်ကောင်စီတပ်သားများကိုတိုက်ခတ်ရမှာနေရင်းကောင်းဆောင်ငွေစုအပါအဝင်စစ်ကောင်စီတပ်သား10ဦးထပ်မံနဲ့တေဆုံးခဲ့ကြောင်း GBK BDZM GBK PDF ပဲခူးရုံးမှအခြေပြုတပ်ခွဲမှတာဝန်ရှိသူတို့ကပြောဆိုပါတယ် ဧပြီလ24ရက်နေ့မှာကျိုးပင်ကောင်းမြို့နယ်အရှိတ်ဘက်အလေကုန်းတိုက်နယ်ရဲစခန်းမှာထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများဟာမြို့ဘက်ကိုဥတီထွက်လာစဉ်မှာ BTZM, GBK, PDF ပကိုးရိုးမှအခြေပြုတပ်ဖွဲ့မှစောင့်ကြိုမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။အဲဒီလိုမိုင်းဆွဲတိုက်ခိုက်ပြီးနောက်အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုတော်လန်ရေးတပ်ဖွဲ့များကအနီးကပ်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးတိုက်ပွဲထပ်မံဖြစ်ပွားခဲ့ကြောင်းအဲ့ဒီတိုက်ခိုက်မှုအတွင်းမှာအကြံပါစစ်ကောင်စီဘက်မှနေရင်းကောင်းဆောင်ငွေစုအပါအဝင်စစ်ကောင်စီတပ်သား၁၀ဦးထက်မနည်းတေဆုံးခဲ့ကြောင်းသိရှိရပါတယ်။ ဒါပြင်တိုက်ပွဲအတွင်းမှာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ BTZM GPK PDF ပကိုးရုံးမှအခြေပြုတပ်ဖွဲ့မှရဲဘော်တို့မြင့်မြတ်စွာကြာဆုံးခဲ့ကြောင်းသိရှိရပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ရေပြူမြို့နယ်မင်းသားကြီးရွာမှာရှိတဲ့ပြူစောတီစကန်ကိုဝင်ရောက်တိုက်ခိုက်မှုစစ်ကောင်စီတပ်သား6ဦးသေဆုံးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တနင်္လာနေ့တိုင်းရေပြူမြို့နယ်မင်းသားကြီးရွာမှာရှိတဲ့ပြူစောတီစကန်ကိုဝင်ရောက်တိုက်ခိုက်ခဲ့ရမှာစစ်သားနဲ့ပြူစောတီ6ဦးသေဆုံးခဲ့ကြောင်းမွန်တော်လန်ရေးတပ် MSRF ကပြောဆိုပါရတယ် ဧပြီလ20ရက်နေ့နနက်9:36မိနစ်ခန့်မှာရေပြူမြို့နယ်မင်းသားကျေးရွာမှာရှိတဲ့အကြံဖတ်စစ်ကောင်စီတပ်သားများနဲ့ပြူစောထီများကိုတော်လန်ရေးပူပေါင်းတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ရမှာအပြန်အလှန်ပစ်ခတ်တိုက်ပွဲနနက်8:30မိနစ်အထိဖြစ်ပွားခဲ့ကြောင်းသိရှိရပါတယ်။အဲဒီတိုက်ပွဲအတွင်းမှာအကြံဖတ်စစ်သားနဲ့ပြူစောထီ6ဦးသေဆုံးသွားပြီး9ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကတော်လန်ရေးပူပေါင်းတပ်ဖွဲ့မှရဲဘော်3ဦးမစိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်။ အဆိုပါတိုက်ခိုက်မှုကိုမွန်ပြည်တော်လှန်ရေးတပ် MSRF ပြည်သူ့ကာကွယ်ရေးတပ်မတော်ဒေါနာတရင်စစ်ကြောင်း၃ KBDF မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF တရင်၁မွန်ပြည်သစ်ပါတီစစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ NMSPAD တဝဲတက်တော် DNLA နဲ့ KNU တပ်မဟာ6 KNLA တရင်29တို့ပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရှိရပါတယ် နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မင်းအွန်လိုင်းကတူတဲတဲ့မာရဝီဇီယာဖျားငလင်တန်ခံနိုင်လို့အစည်းအဝေးတိုင်းမှာဂုံယူဝင်ကြွမာရဝီဇီယာကိုပုံမှန်သွားပေမဲ့တန်းရွှေတဲခဲ့တဲ့ဥပါဒတန်တိဇေဒီရဲ့ငလင်အပြက်စီးတွေကိုတလာနီးပါးကြာမှသွားကြည့်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အကြံဖတ်စစ်ကောင်းဆောင်မင်းအောင်လိုင်းကတူတဲတဲ့မာရဝီဇီယာဖျားငလင်တန်ခံနိုင်တယ်လို့အစည်းအဝေးတိုင်းမှာဂုံယူဝင်ကြွားစွာပြောဆိုနေတယ်လို့နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကပြောဆိုပါတယ် မတ်လ28ရက်နေ့ကငလင်ကြီးလှုပ်ခတ်ခဲ့ပြီးနောက်ဧပြီလ1ရက်နေ့မှာအကြံဖတ်စစ်ကောင်ဆောင်မင်းအောင်လှိုင်ကသူ့တည်ထားတဲ့မာရဝီဇီယာဖျားကိုတွားရောက်ခဲ့ပြီးစစ်ဆင်မှုတွေလှုပ်ဆောင်ခဲ့ပါတယ်။ငလင်တန်းကြောင့်မာရဝီဇီယာဖျားနဲ့ရင်းမြစ်တော်မှာအပြည့်စည်အနည်းငယ်သာရှိတဲ့အပြင်အင်ဂျင်နီယာတွက်ချက်ပေးမှုတွေအရာလဲဖျားနဲ့ရင်းမြစ်တော်တစ်ခုလုံးမူလအတိုင်းအကောင့်ပကတိရှိနေတယ်လို့ရလက်ထွက်လာခဲ့တယ်လို့သိရပါတယ်။ ငလင်းတန်းကြောင့်အပြက်စီနေပါလွန်နဲ့မာရဝီစီကဖျားနဲ့ပတ်သက်လို့မင်းအောင်လိုင်းကစစ်ကောင်စီအစည်းအဝေးတွေနဲ့ငလင်းတန်းပြန်လည်ထူထောင်ရေးအစည်းအဝေးတိုင်းမှာသူတည်ခဲ့တဲ့ဖျားကငလင်းတန်းခံနိုင်တယ်လို့ဂုံယူဝင်ကြောစွာပြောဆိုနေတာဖြစ်ပါတယ်။ဒီဖျားကြီးကငလင်းပြင်းအားရှစ်ကြော်ရင်တောင်မှခံနိုင်ရည်ရှိအောင်သူတည်ခဲ့တယ်။ဆိုင်ကလုံးမုံတိုင်းတန်းခံနိုင်အောင်လည်းသူတည်ထားတယ်ပေါ့။အဲ့ဒီလိုမျိုးတနိုင်ငံလုံးမှာဖျားစီဒီတွေကိုတဘာဝဘေးတန်းခံနိုင်အောင်တည်ထားရမယ်ဆိုတာမာရဝီစီကဖျားကိုဥပမာပေးပြီးတက်ချုပ်ကဂုံယူဝင်ကြောစွာနဲ့ဝင်းဝင်ကြောကြောပြောတတ်ပါတယ်။ အခုနောက်ဆောင်မဲ့အဆောက်အုံနဲ့ရုံဌာနတွေဆိုရင်လည်းအနည်းဆုံးငလင်ပြင်းအားရှင်းအစစ်ထိကိုခံနိုင်အောင်တိဆောက်ရမယ်ဆိုတာမျိုးညွှန်ကြားနေပါတယ်လို့နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကရှင်းပြပါတယ်။ဧပြီလ24ရက်နေ့မှာတော့စစ်ကောင်းဆောင်မင်းအောင်လိုင်းကအာနာရှင်ဟောင်းတန်းရွှေတိတ်ထားခဲ့တဲ့ဥပ္ပါတတန်တိဇီဒီကိုတွားရောက်ခဲ့ပြီးငလင်တန်ကျောင်းရင်းမြစ်တော်အပြည့်အစည်းနဲ့ပြိုကျခဲ့တဲ့တာတနိကအဆောက်အုံတွေကိုပြင်ဆင်ဖို့တွားရောက်စစ်ဆေးညွှန်ကြားထားပါတယ်။ စစ်ကောင်းဆောင်မင်းအောင်လိုင်းအနေနဲ့တူတဲတဲ့မာရဝီစီယာဖျားကိုတော့ငလင်းလုတ်ပြီး၄ရက်အကြာမှာတွားရောက်စစ်ဆေးခဲ့ပြီးတန်းရွှေတဲခဲ့တဲ့ဥပါဒတန်တီစီဒီကိုတော့အပြည့်အစည်းများပြားတာတောင်တလာနီးပါးကြာမြင့်ချိန်မှာတွားရောက်စစ်ဆေးခဲ့ပါတယ်။တက်ချုံမှာမာရဝီစီယာကိုတူတဲတဲ့သူဖျားဆိုတာမျိုးရှိပုံရပါတယ်။ညဘတ်တွေဆိုရင်ဖျားပိတ်ချိန်အောင်ရင်တန်းနဲ့လာပြီးဖျားကြီးကိုတစိမ့်စိမ့်လာကြည့်နေတာမျိုးရှိတယ်လို့နေပြည်တော်စစ်ဘက်သတင်းအင်းမြစ်ကပြောဆိုပါတယ်။ မင်းအွန်လိုင်းအနေနဲ့ငလင်တန်ကြောင့်နေပြည်တော်အပြည့်အစည်းများခဲ့တာဟာတချိန်ကတိဆောက်ခဲ့သူတွေရဲ့ပေါ်ယော်မှုနဲ့အည်သွေးမမီလှုပ်ဆောင်မှုတွေကြောင့်ဖြစ်တယ်လို့တွေဝက်အပြစ်တင်မှုတွေလှုပ်ဆောင်ခဲ့တယ်လို့နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်စီကသိရပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မြင်းမထီတောင်တတူလုတ်ွက်ရိတ်ခါပူရင်ကိုဒေသခံများတားဆီးရာတရုတ်ကုမ္ပဏီကလက်နက်ကင်များခေါ်ပြီးချိန်ချောက်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ရှမ်းပြည်နယ်တောင်ပိုင်းဖဲခုံမြို့နယ်ကရင်ဒေသမှာရှိတဲ့မြင်းမထီတောင်တတုလုတ်ကွက်တို့ရိတ်ခါပို့ရင်အားဒေသခံများကတားဆီးရမှာအဆိုပါတတုတူးဖော်မှုလုတ်ကင်နေတဲ့တရုတ်ကုမ္ပဏီကလက်နက်ကင်များခေါ်၍ချိန်ချောက်မှုပြုလုပ်ခဲ့ပါတယ်။ကရင်ပြည်သက်ပါတီ KNLP ဥက္ကဋ္ဌဦးတန်းစိုးနိုင်ရဲ့လေးဝင့်ကျေကုမ္ပဏီနဲ့တရုတ်ကုမ္ပဏီဖြစ်တဲ့ Mr. Wan ကုမ္ပဏီဟာတိကျိတ်ကျွေးရွာမှာရှိတဲ့မြင်းမထီတောင်ပေါ်မှာတတုတူးဖော်ရန်ပြင်ဆင်နေခြင်းဖြစ်ပါတယ်။ယမန်နေ့ဧပြီလ24ရက်နေ့ကပရာဒေါင်းဆွေမျိုးစုဒေသတိကျိတ်ကျေးရွာအတွင်း တရုတ်လူမျိုးတအူးနဲ့တရုတ်စကပြန်တအူးပါရှိတဲ့ကားဟာစားနဲ့ရိတ်ခါများပါဝင်လာတဲ့အတွက်ပရာဒေါင်းဆွေမျိုးစုတာဝန်ရှိလူငယ်များကတားဆီးခဲ့ပါတယ်။ဝင်ခွင့်မပေးတဲ့အတွက်ကြောင့်၎င်းတို့ကလောက်ကွက်ကုမ္ပဏီတာဝန်ရှိတဲ့ပုဂ္ဂိုလ်များထံကိုအတိပေးအကြောင်းကြားတဲ့အတွက်ခဏအကြာမှာလောက်ကွက်မှကုမ္ပဏီလုံခြုံရေးအဖွဲ့ကယူနီဖောင်းလက်နဲ့အပြည့်အစုံနဲ့ဒေသခံများတားဆီးတဲ့ဂိတ်ကိုရောက်ရှိလာကြောင်းပရာဒေါင်းဆွေမျိုးစုကအတိပေးပါတယ်။ ပရာတောင်းဆွေမျိုးစုဥက္ကဋ္ဌဆွေမျိုးစုတာဝန်ရှိပုဂ္ဂိုလ်များနဲ့လာရောက်ညှိနှိုင်းပြီးပရာတောင်းဆွေမျိုးစုနဲ့လူငယ်များမှကုမ္ပဏီကားနဲ့ဆက်ရဲများများရိတ်ခါကားများကိုတည်ဆောင်ခွင့်မပေးဟုပြန်လည်ပြောဆိုကာလုံခြုံရေးမှစားနပ်ရိတ်ခါများကိုချထားပြီးကားကိုသာတက်ခွင့်ပေးပါလို့အချိန်ချင်းတောင်းဆိုခဲ့ကြောင်းပေါ်ပြပါတယ်ပရာဒေါင်းဆွေမျိုးနဲ့လူငယ်များကကားတစီတက်ခွင့်ပြုမှဖြစ်ပြီးလာမယ့်ကားများကိုတက်ခွင့်ပေးမှမဟုတ်လို့ပြန်လည်ပြောဆိုညှိနှိုင်းခဲ့ကြကြောင်းသိရှိရပါတယ်။ လက်နက်ကင်လုံခြုံရေးနဲ့ပတ်သက်လို့ကကရမ်းပြည်သင်းနဲ့ဆိုင်မလားမဆိုင်ဘူးလားဆိုတာဗတ်တစိတ်ကြည့်ရင်သိနိုင်မယ်နောက်တစ်ခုကကျွန်တော်တို့အနေနဲ့ရိတ်ခါတွေပေးမတည်ဘူးဆက်စီတွေကျွန်တော်တို့ပေးတည်မခံဘူးအဲ့ဒီအခြေအနေမှာသူတို့ကလုံခြုံရေးခေါ်ပြီးတော့မှလာရောက်ဖြည့်ရှင်းတဲ့ပုံစံမျိုးလုံခြုံရေးတောင်မှလက်နက်အပြည့်အစုံယူနီဖောင်းအပြည့်အစုံနဲ့လူလူကိုကြောက်ရင်ကြောက်မလားရမလားဆိုပြီးလှုပ်တာလို့ကရမ်းဒေသခံတအုပ်ကလူလူတွေအုပ်ကိုပြောကြပါတယ်လက်နက်အပြည့်အစုံနဲ့လာရောက်သူများဟာလေးပွင့်ကျဲကုမ္ပဏီမှဖြစ်ကြောင်းပရာဒေါင်းဆွေမျိုးစုဥက္ကဋ္ဌကိုအောင်နိုင်စိုးကပြောဆိုပါရတယ်။ ူတို့က uniform လက်နဲ့အပြည့်စုံဆိုလူလူကြောက်ပါလိမ့်မယ်ဆိုတဲ့ပုံစံမျိုးနဲ့လာတာလူတို့ကိုလက်နဲ့နဲ့ချင်းချောက်တာမျိုးတက်ရောက်တဲလို့၎င်းကပြောပါတယ်။ဒါအပြင်မြင်းမထီတောင်မှာတက်တူတူဖော်ရေးလုပ်ငန်းလုပ်ရင်စီစဉ်ခဲ့သူလေးဝင်ကျဲကုမ္ပဏီရဲ့ကိုယ်စားလှယ်ဖြစ်တဲ့ဥပတ်စုံကို Pradown ဆွေမျိုးစုနေမြေဒေသအတွင်းကထွက်သွားရင် Pradown ဆွေမျိုးစုကယနေ့ဧပြီလ25ရက်နေ့မှာထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။ လေးပွင့်ကျဲကုမ္ပဏီကိုယ်စားလှယ်တူဖြစ်တဲ့ဥပတ်စုံဟာကရင်ပြည်နယ်တန်တောင်ကြီးမြို့နယ်မောင်ဘလောက်ကျေးရွာစာတီဖြစ်ပြီးကရင်ပြည်သက်ပါတီ KNLP ဗဟုကော်မတီဝင်တူလည်းဖြစ်ကြောင်းပရာဒေါင်းစင်မျိုးစုကဖော်ပြပါတယ်။မြင်းမထီတောင်ဒေသမှာတက်တူတူဖော်မဲ့လုပ်ငန်းများအပြည့်အပိုင်စုတ်ခွာရုပ်သိမ်းပေးဖို့ပရာဒေါင်းစင်မျိုးစုကဧပြီလ14ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ 2021ခုနှစ်ကစတင်ခဲ့တဲ့ຫນွေဥတော်လန်ကြီးမပြီးဆုံးမချင်းပရာဒေါင်းဆွေမျိုးစုနယ်မြေဒေသအတွင်းအကြီးစားတက်တူတူဖော်မဲ့မိသည့်ကုမ္ပဏီမျိုးကိုမစုပရာဒေါင်းဆွေမျိုးစုမှလုံးဝလက်ခံခွင့်ပြုမှာမဟုတ်ကြောင်းကြေညာခဲ့ပါတယ်ပရာဒေါင်းဆွေမျိုးစုဟာကယန်းလူမျိုးကဲတော့မျိုးနွယ်စုရဲ့ဆွေမျိုးစုတစ်ခုဖြစ်ပြီးပရာဒေါင်းဆွေမျိုးစုရှိတဲ့မြင်းမထီတောင်ဒေသဟာကယန်းပြည်သက်ပါတီ KNLP ရဲ့ထင်းချုံနယ်မြေအတွင်းမှာရှိပါတယ် အကြီးစားတက်တူတူဖော်မှုကြောင့်အင်ဂျီ30ကျော်ရှိတဲ့စကန်ကြီးရောင်းရွာဒေသခံများအားလုံးရွာလုံးကျွရွှေပြောင်းချင်းအင်ဂျီ60ကျော်ရှိတဲ့စကန်ကြီးရွာတက်အင်ဂျီ30ခန့်ရှိတဲ့ကုန်းစုံကြီးရွာနဲ့အင်ဂျီ400ခန့်ရှိတဲ့တိကျိတ်ကြီးရွာတို့ကိုလည်းဘေးဥပ္ပတ်ဖြစ်စေနိုင်ကြောင်းပရာဒေါင်းဆွေမျိုးစုကအသိပေးထားပါဗျာ။ လက်ရှိကယန်းပြည်သစ်ပါတီ KNLP ဥက္ကဋ္ဌမှာတန်းဆိုးနိုင်ကယန်းပြည်သစ်တော်လှန်ရေးကောင်စီ KNLRC ကိုဘုံမူးချုပ်အိုင်နော်ထားကတာဝန်ယူထားပြီးကယန်းပြည်သစ်တက်မတော် KNL ရဲ့စီဦးစီးချုပ်မှာဘုံမူးချုပ်များနိုဖြစ်ပါတယ်။အဲ့ဒီနောက်ငွေတွေဘယ်ကရမလဲဆိုတဲ့စောင်းပါရှင်ဆရာလှဆိုးဝေရဲ့ရေးသားဖော်ပြထားမှုကိုတင်ဆက်ပေးပါမယ်။ကယ်ဆယ်ရေးလုပ်ငန်းများကပြည်စည်းတက်လောက်ဖြစ်သွားပြီ ငလင်ဘေးတင်လူလူအဖို့ကလာလက်တန်သောမုတ်တုံမိုးရဲ့တန်းကိုရွက်ပြင်တဲများအောက်မှကြံ့ကြံ့ခံရဖို့သာရှိနေတယ်။ငလင်တန်ခံရတဲ့ပြည်သူ2,600ကျော်အနက်ကလေးငယ်များတကြီးရွယ်အိုများအပါအဝင်4,200ခန့်ဟာမိုးရာသီအတွင်းအဲ့ဒီလိုနေရဖို့ရှိနေတယ်လို့သတင်းများကဆိုပါတယ်။အားလုံးအတွေ့အထိမှာတော့စီးပွားရေးပျက်စီးပြိုလဲနေတဲ့ကြားမှာမြည်တုံများပြန်လဲတိဆောက်ပြီးနလန်ထူလာနိုင်ပေမည်နီးဟုမေးခွန်းသည့်အပြည့်မရှိဘဲချာချာလည်နေကြပုံရပါတယ်။ မင်းအွန်လိုင်းကတော့နေပြည်တော်မှာရှိတဲ့ရုံအဆောက်အုံများကိုမော်ဂျူလာပုံစံမျိုးအပိုင်းပိုင်းခွဲပြီးကြစ်ကြစ်လေးလေးတိစောက်သွားမယ်လို့လေတံထွက်လာဒီမှာအပအချားပါလို့မြည်ဆိုဒီကိုခေါင်းထဲရှိပုံမရသေးပါဘူးအမေရိကန်ဘူမိဗေဒအသင်းကြီးမှစီးပွားရေးအရပျက်စီးဆုံးရှုံးခဲ့မှုများဟာတနိုင်ငံလုံးရဲ့ကုန်ထုတ်လုပ်နိုင်မှုပမာဏထက်များစွာကျော်လွန်နေတယ်လို့ခန့်မှန်းထားပြီးဖြစ်ပါတယ်အဲ့ဒီအတွက်အားလုံးကလည်းမင်းအွန်လိုင်းပါဆက်လုံမှလည်းကိုစောင့်ကြည့်နေကြပါတယ်ပစ္စည်းဆုံးရှုံးသွားတဲ့ပမာဏကိုကြည့်မယ်ဆိုရင်နိုင်ငံတကာအကူအညီများအလုံးရင်းရမှသာဖြစ်နိုင်ခြေရှိတယ်လို့ ဗြိတိရှ်တန်အမတ်ကြီးဟောင်းနဲ့တာဝန်သည့်စီးပွားရေးလုပ်ငန်းဆိုင်ရာမြန်မာစင်တာမှဒါရိုက်တာမစ္စစ်မာတင်ဘူးမင်းကမြန်မာနောင်းကိုပြောကြားခဲ့ပါတယ်။ရမယ်ဆိုရင်ပင်အစိုးရမဟုတ်တဲ့အဖွဲ့အစည်းများပြည်ပမှာစေတနာအလှရှင်များစစ်ကောင်စီရဲ့ဘတ်ဂျက်ထဲမှာသာဖြစ်နိုင်ပေတယ်လို့ထောက်ပြသွားခဲ့ပါတယ်။အဲ့ဒီလိုပြန်လည်တိဆောက်ကြမှာလဲပုဂ္ဂလိကများဘက်ကယုံကြည်မှုနဲ့အကောင်းဘက်ကရှုမြင်တတ်ဖို့လဲလိုအပ်နေပါတယ်။မန္တလေးရဲ့စီးပွားရေးအနေအထားကိုကြည့်မယ်ဆိုပါကအဲ့ဒီအကြောင်းချင်းရနှစ်ရက်လုံးကြွေပြောင်းနေပြီးတနိုင်ငံလုံးအတိုင်းအတာနဲ့လဲအဲ့ဒီအတိုင်းဖြစ်နေတယ်လို့ဆိုပါတယ်။ သူ့အမည်အရဆိုကဖြစ်လာမည်မဟုတ်လို့မှတ်ချက်ချသွားခဲ့ပါတယ်။မြန်မာအရေးသူတေတီဒေးဗစ်စကော့မေတီဆန်မှာလည်းအဲ့ဒီအတိုင်းပဲရှုမြင်ခဲ့ပါတယ်။ငွေတွေဘယ်ကရမလဲဆိုဒီမှာတဲတဲကွဲကွဲမရှိလားဟုဆိုပါတယ်။လက်ရှိအနေထားတိုင်းဆိုပါကမြန်မာဟာကိုယ့်ဘာကိုဖြည့်ရှင်းရတော့မဲလို့၎င်းရဲ့ထင်မြင်ချက်ကိုထုတ်ပြောလာခဲ့ပါတယ်။လက်ရှိမှာစစ်ကောင်စီကအဲ့ဒီအကြောင်းများကိုခေါင်းနဲ့ထည့်ထားဖို့မရသေးပဲလက်ရှိဖယိုဖယက်ဖြစ်နေမှုကိုမြည်တော်မြည်ပုံအမျက်ထုတ်ရမည်နည်းဆိုဒီကိုသာခေါင်းတဲအရင်ရောက်လာနေတယ်လို့တော်လန်ရေးအုပ်စုများကပြောဆိုခဲ့ကြပါတယ် ငလင်တန်ခံရပြီးလူထောင်ပေါင်းများစွာပိတ်မိနေတာကိုအသေးအတန်ကဲထုတ်နေရခြင်းမှာပင်မြည်တို့မြအရေးမကြီးတဲ့ဒေတာတွင်ဆွေးနွေးပွဲကိုမပြတ်မကွက်တွားရောက်ခဲ့သည်ကပင်သိတာထင်ရှားနေပါတယ်။၎င်းရောက်လာသည်ကိုကြည့်ပြီးကြံကောင်းဆောင်များပင်တအံတအော်ဖြစ်ကြပေမည်။၎င်းတို့သာသူ့နေရာမှာရှိပါကလာဖို့စိတ်ပင်ကူးရဲကြမှာမဟုတ်တော့ကြောင့်လည်းဖြစ်ပါတယ်။မင်းအွန်လိုင်းကောင်းတဲ့ရှိနေသည်ကအဲ့ဒီလိုတွားရဲ၎င်းပြန်ရောက်နိုင်လောက်အောင်စစ်တပ်ကိုယုံကြည်၍ရမည်လို့ဟုသာတွက်ချက်နေပြီးယုံကြည်မှုအပြည့်နဲ့ထွက်လာခဲ့ခြင်းသာဖြစ်တယ်လို့မိသည်ဆန်ကဆိုပါတယ်။ ငလင်ကြီးအပေါ်မိတို့ပြောရဆိုရမည်ဆိုသည်ကိုထိမ့်ချုံနိုင်စွမ်းရှိတယ်။ရောက်လာမဲ့လူများအားလည်းမိတို့ထိမ့်ချုံထားရမယ်။နိုင်ငံတကာအကူအညီများမဆိုင်မတွတောင်းခံလိုက်ခြင်းနဲ့လူတို့အမြင်မှာရရရော်ရော်ကူညီကြတော့မယ်လို့အထင်ရောက်လာနိုင်ပါတယ်။ပြည်ပရဲ့အတိအမှတ်ပြုခြင်းနဲ့ပြန်ရလာနိုင်တဲ့ဒီလောက်နဲ့လောလောဆယ်လုံလောက်ပြီလို့သာယူဆခဲ့တယ်လို့မြန်မာနောင်းကိုပြောဆိုခဲ့ပါတယ်။မင်းအောင်လိုင်းဟာဆေးရဆွေးကောင်တဦးသာဖြစ်တဲ့အတွက်အချင်းထောင်တဲမှာသာရှိတဲ့လူမျိုးအားမတန်မရလွန်လွန်ကဲ့ကဲ့မြောက်စားခြင်းသည်မိသူများမဖြစ်သင့်ဟုဆိုပါတယ် ၎င်းရဲ့လုပ်ရဟာနိုင်ငံတကာဥပဒေများအဖွဲ့အစည်းများအပေါ်လေးစားသမှုမရှိသည်ကိုပြသနေပြီးမင်းအွန်လိုင်းအားလည်းဆက်၍တက်ဖြတ်ရန်တိုက်တွန်းတယ်လို့ဖြစ်သွားခဲ့တယ်လို့ကျွန်တော်အနေနဲ့ထင်မြင်မိပါတယ်။ဒီအတွက်ကြောင့်လည်းမင်းအွန်လိုင်းကပုံရိပ်ရဲတင်းလာပြီးအပြစ်ရက်ထားတယ်လို့လူသိရှင်ကြကြေညာထားပေမဲ့လည်းပြောင်ပြောင်တင်းတင်းပဲချိုးဖောက်ရဲလာခြင်းဖြစ်ပါတယ်။စစ်မြေပြင်မှာရှိတဲ့၎င်းရဲ့တစ္ဆာခံများကလည်းအပြစ်ရဲ့ရေးဆိုသည်ကစာရွက်ပေါ်ရင်သာရှိသည်ကိုကောင်းစွာသိထားကြပြီဖြစ်ပါတယ် ကုလတမကမှအကြိမ်မီ၍မိမချိုးဖောက်ခဲ့သည့်အပြစ်မဲ့ရက်သားများမိမတေဆုံးခဲ့ရပြီးဆိုသည့်ကိုအတိအကျထုတ်ပြန်ထားပေမဲ့လည်းယခုအချိန်ထိမိသူတဦးတယောက်ကမျှပြစ်တင်ရှုံချမှုမျိုးမရှိသေးပါဘူး။အာရခတက်တော်ရဲ့တရင်ထုတ်ပြန်ချက်မှာမြင်းငလင်ကြီးအပိ၃ဘက်အတွင်းရခိုင်ပြည်နယ်တခုထဲမှာပင်ဘုံအလုံးကြီး၄၀၀ကျော်ကျဲချခဲ့တယ်လို့ပါရှိလာပါတယ်။အ धिक အပြင်ကြောက်ဖြူကြောက်တော့တောင်ကုတ်စစ်တွေပောက်တော်မြို့နယ်တွေကိုတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ဆိုပါတယ်။ ားလုံးကနိုင်ငံနဲ့ပြည်သူများအတွက်ယဉ်လင်းနေကြချိန်မှာ main online နဲ့အဖွဲ့ကတော့ business as issue အဖြစ်သာရှိနေပါတယ်အပြည့်အခက်ရဲ့ service စီရေးလှူရှားမှုများရက်တန်ကအရေးမြင့်များကိုလူသားချင်းစာနာမှုအကူအညီပေးရေးဘက်ဥတည်တင့်ပေမဲ့လည်းအဲ့ဒီလိုဖြစ်မလာဟုလူခွင့်ရေးဆိုင်ရာကုလရုံးရဲ့မြန်မာအကြီးအကဲ James Rudy Hever ကဆိုပါတယ်။တနက်တစ်ချက်ပြစ်ဒဏ်ကြားရုံများနဲ့ဘုံကျဲတိုက်ခိုက်မယ်ဆိုတဲ့အပြည့်အခက်ရဲ့ဆေးရေးမျိုးလားဟုလည်းမေးခွန်းထုတ်လိုက်ပါတယ်။ ်သို့သောကုညီကေဇေးလုပ်ငန်းများမှာတိတိတတ်တာကွယ်ပြောင်းနေကြပေမဲ့ရုရှားရဲ့ဒုတိယကမ္ဘာစစ်အောင်ပွဲရအထိမ်းအမှတ်မှာပါဝင်ဆင်နွှဲရန်လက်ရွေးစင်ရွေးထုတ်လေ့ကျင့်ထားတဲ့တပ်ဖွဲ့တပ်ဖွဲ့ကိုမော်စကိုကိုဆစ်လွတ်လိုက်ပြီးဖြစ်ပါတယ်။လက်ရှိမှာတော့စစ်ဗိုလ်ချုပ်များဟာတသက်နဲ့တကောခံစားခဲ့ရဘူးခြင်းမရှိသေးတဲ့အကြောက်တရားများဟာ၎င်းတို့ရဲ့သွေးထဲမှာလင်းနေလုံလုံစီးဆင်းလက်ပတ်နေပြီးဖြစ်ပါတယ်။ တချိန်မဟုတ်တချိန်တော်လန်ရေးတပ်ဖွဲ့များအချင်းချင်းစုစည်းညီညွတ်ပြီးစစ်မျက်နှာစုံဖွင့်တိုက်ခိုက်လာရင်တင်နကပြူဟာမှာဆရာတစုဖြစ်တဲ့စွန်စုပင်၎င်းတို့အားကဲနိုင်မှာမဟုတ်တော့သည်ကိုတည်ထားကြ၍ဖြစ်ပါတယ်။ပြည်သူတို့ရဲ့ခုခံတွန့်လန့်စက်မုတ်ချအောင်ရမည်လို့យေတာထားပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါခင်ဗျာ။အခုလိုဆုံးထိနားဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်။နောက်ထပ်ပြည်ရင်းပြည်ပသတင်းတော်လန်ရေးဘတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ။